လောကမှာဒုက္ခအပြည့်ဆုံးလို့ပြောရမယ်တရားဟာအလုံးသိကြတဲ့အတိုင်းတပည့်ဆက်ကြလဲမှာဟောဒုက္ခတမှုရရဒုက္ခကိုထုတ်လုပ်ပြီးဒုက္ခကိုဖြစ်စေတဲ့တရားဟာဘာလဲလို့ဆိုတဏှာပဲဖြစ်တယ် ယာယံတနာပုဏ္ဏဂုဟိကနန္ဒီရာဂသဟာကတာတတရတတရဖိနံဒီနီတယထိတံကာမတနာဘဝတနာဝိဘဝတနာတန်လျာရဲမှာဒုက္ခရောက်အောင်လုပ်တဲ့တခုလီသောတရားကိုနမတပ်ပြီးပြောပါဆိုလို့ရှိရင်တဏှာကိုပဲပြောရမှာဖြစ်တယ်။သူရဲ့လွန်မှုမှုအောက်မှာဒုရီယာပြားပြားဝတ်နေကြတယ်။ချေချွန်အလား တဏှာရဲ့ကြုံဘဝရောက်နေရတာသို့တော်ကိုယ့်ကိုကြုံလို့သိမသိကြဘဝအရှင်သခင်လို့ထင်နေမဟုတ်တဏှာခိုင်းရလုံနေကြတဏှာဒါပဲပြောတဏှာဒါပါတဏှာရဲ့ချစ်ချွတ်နေဖြစ်နေကြတယ်အဲ့ဒီတဏှာဟာယာယံတဏှာပောနုပဝိကာဘဝတွေနောက်ထပ်ဘဝတွေနောက်ထပ်ဘဝတွေကိုဖန်တီးနေတာသူပဲ ဘဝဆိုတာဖြစ်စေတာသူလေသူဥဆောင်ပြီးတော့လှုပ်ရှားနေတာဖြစ်တယ်နန္ဒီရာဂသဟကတာယစီကမြင်တဲ့အာယုံဆိုတဲ့သဘောချယစီနဲ့မြင်တဲ့အာယုံသဘောချပြီးနာကအတန်ကြတော့သဘောမကျဘူးလို့ကြားပြန်လားနှာခေါင်းကအနံ့ဆိုတဲ့သဘောချပြန်လားဖြေရာကအရသာဆိုတဲ့သဘောချ ဘောကြလို့ဒီနေ့ခေတ်မှာစားတော့ဆိုင်တွေအများကြီးချိပွားတာဟောနော်ကိုင်ကတမင်းဟင်းနဲ့တည်းမရဘူးဓမ္မကြီးကတမင်းဟင်းနဲ့တည်းမရလို့နိုင်ငံခြားနမရီတက်ပြီးစားကြပြန်ရောအဲ့တော့သဘောကျလိုက်ပုံတော့မပြောနဲ့နော်ဓမ္မကြီးကချမောက်ဒီဘုရားရှင်တို့ကောင်းရတဲ့ကင်ချီမှစားတာလို့အဲ့ဒါမျိုးပေါ့ စူချီသွားစားတာတို့အမျိုးဆုံးဟောလူတွေရဲ့အကြိုက်ဟာအတုတို့ဖြစ်တယ်အဲ့ဒါကိုတတ္တရတတ္တရဖိနန္ဒီနီဟောဟာကြိုက်တယ်ဒါကြိုက်တယ်ကြိုက်လို့ကိုမဆုံးနိုင်တခုရိုးသွားနောက်တခုကြိုက်ပြန်ကြိုက်ပြန်တတ္တရတတ္တရဖိနန္ဒီနီတေထီရန်ကာမတဏ္ဏ မျက်စိကမြင်ရတဲ့တူချင်းစရာအာယုနားကနားထောင်လို့ရတဲ့နှစ်သက်စရာအပန်းနှာခေါင်းနဲ့နားရှိရတဲ့အနတ်အနတ်ဆိုလဲအမျိုးကိုစုံလို့အမွေနာသာဆိုင်နေသွားရောင်းလို့မလောက်ဘူးနော်လျာဆိုတော့ပြောနေရတတနာအဆိုးဆုံးပဲအသေးတောင်ခံပြီးတော့စားတာရတတနာ အလန့်တော့အသေးခံပြီးရှုရလို့မရှိဘူးအစားကတော့အသေးခံပြီးစားကြတယ်ဒါသိချာတယ်နော်ဝါဝါစားသိမယ်စားသိခြင်းသိပြီးဒီဝါဝါတော့စားတွင်းသည်မကြိုက်တွင်းသည်နဲ့မတည့်ပါဘူးဆိုတော့တစ်လုံးလုံးပေါ်အောင်စားပြီးတော့သိတတ်ပြီးသိသွားဩပျော်ပျော်လေးသိသွားတဲ့သဘောပဲသူစီချိုမတည့်ပါဘူးဆိုအချိုစားမရှောင်းနိုင်တာကိုပြောပြတယ်နော် ဲတာတွေကကာမတဏှာလို့ခေါ်တယ်။အဲ့ဒါမှပြင်းထန်တယ်ဒုရယထင်တာဒါတွေကအစွမ်းသတိမရှိဘူးလို့ထင်တယ်။တဏှာလို့ပြောလိုက်ရင်ဒုရယကိုကိုမှမရှိတဲ့ရောင်ရောင်ဖြစ်နေ။အေးရစီအမြင်နဲ့အာယုံနှစ်သက်တယ်နားကကြားတယ်အံကိုနှစ်သက်တယ်နှာခေါင်းကနမ်းရှူလို့ရတဲ့အနှံ့ လျာနဲ့လျရတဲ့အရာသာခန္ဓာကိုယ်နဲ့ထိတွေ့ရတဲ့ထိတွေ့ဆိုတာဒီจิตနဲ့အာရစိတ်ကူးချမ်းစီတို့အကောင်အထည်မရှိတာလဲจิตနဲ့အာရခြိုက်ကြတာအဲ့ဒါကိုကာမတဏလို့ခေါ်တယ်ဘဝတဏဆိုတာကာမတဏပေါ်မှာခြေနပ်ပြီးသာဝရဆိုတာကိုရချင်တာချမ်းသာကြွယ်ဝတယ်ဆိုရင်လူတွေကသာဝရပဲဖြစ်ချင်တယ်နော် တခဏဆိုမလို့ချင်ထာဝရဘဝတန်ရာထဲမှာထာဝရချမ်းသာသူဖြစ်ခြင်းမြဲတာကိုသဘောကျလို့ဘဝတဏဆိုတာတတ္တရဒိဋ္ဌိနဲ့ရှင်တွဲလာတဲ့တဏကျတော့ဘဝတယ်ဝိဘဝတဏဆိုတာကျတော့ဆက်ကျင်တဲ့ထာဝရရှင်တန်ခြင်းနဲ့လူရှိတယ်လို့ဘဝကြီးကိုဆိတ်ပြဲပြီးတော့ထာဝရ ဘယ်တော့မှမဖြစ်တာကိုကြိုက်တဲ့လူတွေရှိတယ်။ဘဝပြတ်ဆဲသွားတာကိုကြိုက်တဲ့လူကြတော့ဝိဘဝတဏှာလို့ခေါ်တယ်။အဲဒိဗ္ဗံကိုသဘောကျတာမဟုတ်ဘူးသူက။တဏှာအနေနဲ့သဘောကျတာကိုပြောတယ်။ဒိဗ္ဗံဆိုတာကအတိညာနဲ့သဘောကျတယ်နော်။ဒိဗ္ဗံကိုရှားခြင်းနဲ့ဆိုတာအတိညာနဲ့သွားတယ်။ဒီတိုင်းဆဲဒုက္ခတွေကြုံတွေ့ရလို့ဘဝမရှိတာကိုကြိုက်တာ။ ဘဝတဏှာလို့ခေါ်တယ်။အဲ့ဒီလိုအချင်းချင်းအပြင်တဏှာ၃မျိုးအာရုံ၆ပါးနဲ့ပြောရင်တဏှာ၆မျိုးအတိတ်ကကပစ္စုပန်နဲ့ပြောင်းလိုက်ပဲဆိုရင်တဏှာတွေကအလုံးသုတဏ္ဏကုတဏ္ဏတဏှာဟာ၁၈မျိုးဆိုဖြစ်တာ